အားလုံးပဲမင်္ဂလာရှိသောနေ့နေပါရှင်ဆိုတော့မင်းတို့ရလုံးတို့ online shop နဲ့ Sarai Gate Service ကဆိုရင်အခုဆိုရင်လုံးတို့ကောင်းမှုမျိုးနဲ့မော်ရိုကြီးရွာကိုရောက်ရှိနေတာဖြစ်ပါတယ်ဗောနော်ဒီလိုနေမော်ရိုကြီးရွာမှာဆိုရင်ဒါရလုံးတို့ ဇယောင်းပွဲတော့၄ရက်မှာပေါ့နော်အားပေးကြတဲ့ customer တွေရေပြီးရင်ကျွန်တော်တို့ February 14 Valentine မှာအားပေးကြတဲ့လူတွေအရောက်အထောင်ကျော်တဲကနေပြီးတော့မှကျွန်တော်တို့ကတ်ထူးရှင်လေးတွေကိုရွေးချယ်ပေးတဲ့အခါမှာပေါ့နော်ကတ်ထူးရှင်၃ဦးရွေးချယ်တဲ့အခါမှာအဲဒါကျွန်တော်တို့ကောင်မှုမျိုးနဲ့မော်တော်ကြည့်ပါကအချစ်ခံလူသားတယောက်ကလေးဒါကန်ထူးသွားတယ်ပေါ့နော်ကန်ထူးသွားပါတယ်အဲ့တော့သူဘလို့ပုံစံမျိုးလေးတွေကန်ထူးခဲ့ရဆိုတာကိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်ပေးပါဦးဆိုတော့ကျွန်တော်တို့ဒီကောင်မှုမျိုးနဲ့ဒီမော်တော်ကြည့်ပါဆိုရင်ဒါကျွန်တော်တို့ကအခုမှပထမဆုံးရောက်ခဲ့တဲ့နေရာပေါ့နော်ဒီနေရာမှာ ရွာကလူတွေအဝေးရောက်နေတယ်ထိုင်းနေအခြားပေါ်တော့မလေးရှားတို့ပါရောက်နေတယ်ပြောရှင်စရာတွေဖန်တီတုဆောင်ပေးခြင်းတဲ့သူတွေအတွက်ကလည်းဒါရင်းနှုံးတို့ကအကောင်းမွန်ဆုံးဖန်တီတုဆောင်ပေးရရှိပါတယ်ကိုကကိုရမ်းချရတဲ့ချစ်သူခင်တွေအတွက်ကိုပြောရှင်စရာ supply လေးတွေဖန်တီတုဆောင်ပေးခြင်းတဲ့သူတွေအတွက်ကတော့မင်းတို့ရင်းနှုံးတို့ online shop နဲ့ sorry ကိစားပေးကိုဒါသိချင်တဲ့အားလုံးကိုမေးမြန်းပြီးတော့မှဆက်သွယ်လို့ရပါလိမ့်ရှင်ဒီလိုလေးကိုတော့ရင်းနှုံးတို့ရဲ့ video လေးကိုဆက်ပြီးတော့မှကြည့်ပေးကြပါဦး ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ကကောင်းမှုမျိုးနဲ့မှော်ရောကြည့်ရတာဒါအခြေခံလူသားကြီးကိုကျွန်တော်တို့လာပြီးတော့မှ surprise လက်ဆောင်လေးလာပြီးတော့ပေးရဖြစ်ပါတယ်ကျွန်တော်တို့လူဦးရေတစ်ထောင်ကျော်ကနေပြီးတော့မှကျွန်တော်တို့ဒါကန်လူရှင်ကိုရွေးချယ်ပြီးတဲ့အခါမှာ၃ဦးပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီရွာဆိုရင်ဒါကျွန်တော်တို့ပထမအဦးဆုံးရောက်ပူတဲ့ရွာလေးလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီရွာလေးကအခြေခံလူသားကြီးကိုဒါကျွန်တော်တို့မှ surprise ပန်းစီလေးလာပြီးတော့မှဂုဏ်ပြုပေးတာဖြစ်ပါတယ်ရှင် congratulation ပါသမီးလေးဟာဆိုတော့နာမည်လေးပြောပြပါဦးဟာတရှိသမားဆိုတော့ဒီနေ့ကကန်ဆန်းကန်ဆန်းပဲပေါ့နော်မတို့ဒီရက်တာဇေယောင်းနဲ့ရက်မှာဒါမဲပောက်တဲ့ဟာပေါ့နော်အဲ့ဒီအပေါ်မှာသမီးလေးကနာမည်လောက်မတို့စီမှာအားပေးခဲ့တာလေသုံးမဲဟာသုံးမဲသုံးမဲသုံးမဲဆိုတော့အဲ့ဒီမှာဘာတွေပောက်ခဲ့တယ်လို့ပေါ့ပြောပြအဲ့ဒီမှာဘာတွေဒီတဘူးရဲ့ခောက်ဆန်းထရီပောက်ခဲ့ဆိုတော့အဲ့ဒါတွေကအိမ်အောင်မစားလာလားတခါတည်း စားခဲ့တာလားဟုတ်တခါလေးစားခဲ့တာဆိုတော့အဲ့ဒီနေ့မှာဒီလိုကဆမ်းမဲပောက်ရှင်နဲ့ရွေချင်းနဲ့ဝယ်တာလားသမီးကဘာစားချင်လို့ချောကလက်ချောကလက်ချောကလက်စားချင်လို့ဒါပေမဲ့ကိုကသုံးပဲလို့နိုင်တယ်ဒါပေမဲ့ချောကလက်မပေါ့အဲ့ဆိုတော့တက်တက်ချောကလက်ဝယ်စားခဲ့သေးလားဝင်စားခဲ့ဝင်စားခဲ့ပေါ့နော်အဲ့တော့ဒီနေ့မှာမမတို့ကဒီအဲ့ဒီမှာကဇီယံခွဲတော့မှာကိုအချားဝယ်ယူအပေးထားတဲ့သူတွေကိုအယောက်တစ်ထောင်ထဲမှာမကတုရှင်သုံးဦးကိုယူချေတာအဲ့သုံးဦးထဲမှာမဒီမော်ရိုကြီးရွာကပထမဦးဆုံး surprise ပိုင်ရှင်ပေါ့နော် math သိရှင်ရပောက်တာဆိုတော့ ြောရဲ့လားပြောရဲပြောရဲပြောရဲဆိုတော့ကိုကိုတိုင်းကလည်းဒီလိုပေါ့မယ်လို့လည်းမထင်တော့ဘူးကိုကဒီမမတို့ရောင်းတဲ့စီမှာဝယ်စားတာကတနည်းအားဖြင့်ကချောကလက်ချောကလက်စားခြင်းလိုပဲဝယ်ပြီးတော့မှအပ်ပေးတာပေါ့နော်အဲ့ဒီကနေပြီးတော့မှအခုဒီလိုမျိုးလေးပေါက်တယ်ဆိုတော့ဒီလိုခံစားရတယ်လို့ပြောတာပြောရဲပြောရဲပြောရဲဆိုတော့ဟိုညကဖုန်းဆက်တာဘာလို့မကင်လဲညကဖုန်းဆက်တာဟိုအိတ်ကြောင်ပါဟောအိတ်ကြောင်ပါလို့ပါဟုတ်ကဲ့ပါဆိုတော့အခုလိုကန်စမဲပေါက်တာဆိုတော့ရင်းနေမှာဘယ်လိုဖြစ်နေလဲပြောရဲပြောရဲဆိုတော့မမတို့မဲလူကြီးတထောင်ကျော်ပါကွာ သုံးယောက်တည်းဆိုတော့ကန်ထူတာလေအရန်ကန်ကောင်းတယ်ဗောနော်ကန်ကောင်းတယ်ဆိုတော့ထောင်ကျော်ထဲမှာမှမဲရိနှိုက်ပေးတဲ့ထဲမှာကန်ထူတဲ့လူဖြစ်တာဖြစ်တဲ့အတွက်ဗောနော်အရန်ကိုကန်ကောင်းတယ်လို့ပြောရင်ပြောလို့ရတယ်ဗောနော်အဲ့တော့သမီးသာဆိုရင်ဗောနော်တခြားသူတွေကို တမီး surprise ပေးရမယ်ဆိုရင်တမီးဘယ်သူပေးခြင်းလဲတမီးမေဟုတ်အမေ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 ပဲလားအဖေကိုပေးခြင်းလားအဘေးစင်ဒါပေမဲ့ပထမဆုံးကဘသူ့ကိုပဲပေးစင်တာအမေကိုပဲအမေကိုပဲဆိုတော့တပီကအမေကိုဆိုရင်ဘလို့အရာဝတ္ထုမျိုးလေးတွေလက်ဆောင်ပေးစင်တာလေဆယ်ကျူဆယ်ကျူဆယ်ကျူဆိုတော့ဘာဖြစ်လို့ဆယ်ကျူပေးစင်တာလောက်ပါအောင်အမေဆယ်ကျူတိုက်ဟောအမေဆယ်ကျူတိုက်တယ်အဲအမေဆယ်ကျူတိုက်တယ်ဆိုတော့အမေကိုဆယ်ကျူ surprise ပေးမယ်ပေါ့နော်အဲ့တော့အဲ့တော့ဆယ်ကျူ surprise တပီပေါ့နော်တပီအသက်ဟိုနည်းလေးအလောက်ကန်နေရလာလို့ရပြီဆိုရင် surprise ပို့ခြင်းတဲ့ခါကျပြီးအစားဖိတ်ကိုအပ်ပြီးပေးမှာ အမတို့အမအဲကြရင်အမတို့ကကြော်ပြီးတော့မှအကောင်ဆုံး survey ယူပြီးတော့မှနော်ညီမလေးအမေကိုအကောင်မွန်ဆုံးဖန်တီးလို့ဆောင်ပေးမယ်ပေါ့ဆိုတော့ဒီနေ့မှာဒီမော်ရိုဂျီရွာမှာအရင်ကဒီလို surprise တွေပဲလာပို့ဘူးတာတွေပါရှိလားမရှိဘူးဒါပထမဆုံးကတ်ဒူးရှင်နော်အဲကတ်ဒူးရှင်ပေါ့ဆိုတော့မမတို့ကွာအဲ့နေ့မှာချောကလက်တွေရောင်းပေးရပေါ့နော်ငွေ1500ကိုညီသမီးတို့စီက1500ယူပြီးတော့မှအဲ့လိုမျိုးပဲရောင်းပေးတာရောင်းပေးတဲ့အပေါ်မှာဘယ်လိုမြင်လဲအဲ့နေ့ကအဲ့နေ့ကမဲလာနိုင်တော့လေ အဲမရချော်အထော်ရအဓိကအထော်ရပေါ့နော်အဲအိန္ဒိယချော်ရဆိုတော့အိန္ဒိယမဲဝဲသွားပြတာကချောကလက်စားခြင်းလို့လည်းဖြစ်တယ်ဆိုတော့ဒီနေ့မှဒီလိုပေါက်ခြင်းလို့ဆိုရယ်ယူခြင်းလည်းမရှိဘဲနဲ့ဒါပေါက်တယ်ဆိုတော့အရန်ကန်ထူးတယ်ပေါ့နော်အဲ့တော့သမီးကမာလိုပေ့စ်ကို တို့စကားလေးပြောချင်းတယ်အမအဆူတော်စကားပြောချင်းတယ်ဆာဗိုက်တိုင်းတည်းမှာကျေးဇူးတင်ကျေးဇူးတင်လေနောက်ထပ်ပေါ့နော်ဟိုဆက်ပြီးတော့မှအမတို့အောင်မြင်မှုတော့ကိုပါလိပြောချင်းသေးတယ်ဒါကတော့လည်းပေါ့နော်ဆာဗိုက်တိုင်းတည်းအဲတိုင်တိုင်းမှာအများကြီးအောင်ပျော်ရွှင်မှုတွေအများကြီးဖန်တီးပေးနိုင်ပါစေပေါ့နော်အဲ့တော့သူအမကပြောမယ်ဆိုခုနကသမီးကသမီးမေကိုဆိုဂျိုလေးဆာဗိုက်ပေးခြင်းနေပေါ့နော်ပေးခြင်းနေသမီးကိုယ်တိုင်လည်းအခုမမတို့အရင်ဆုံးပေးရဲ့ဆာဗိုက်ကိုအရင်ခံစားရရဆိုတော့လေဆာဗိုက်ရတာမမတို့ကမှသိမရဘူးကွာကိုယ်တိုင်ကဒီလိုဆာဗိုက်ပေးရမရဘူးကိုယ်တိုင်ကအခုဒီမှာ လက်ဝဲပန်းစည်းကိုလက်ဝဲပိုင်ဆိုင်ရမှာဆိုတော့လေလူခံတာစိတ်ထဲမှာအခုဘယ်လိုဖြစ်လဲပြောတယ်ပြောတယ်ပြောတယ်အရင်ပြောတယ်ပေါ့ဆိုတော့တခါမှလည်းဒီလိုပန်းစည်းတွေဘာတွေလူမျိုးကလည်းမရဘူးအခုချိန်မှာရတယ်ဆိုတော့ပြောတယ်ပေါ့နော်ပြောပါတယ်အဲ့တော့သမီးအနေနဲ့အမတို့ pace မှာအခုလိုမျိုးကမဲတွေဖောက်ပေးတဲ့အပေါ်မှာဟောဘာပြောချင်သေးလဲဟုတ်တယ်ဒီတော့ဝေးနေတယ်ဆက်မချလာဘူးဆက်လာချလာပါသေးအဲပြီးတော့ ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့မတို့ဒီနေ့ surprise လာပို့တဲ့နေရာစပြီးတော့မှတမီလေးဘဝမှာတောက်ပါတဲ့နေရာများစွာကိုပိုင်ဆိုင်လိုက်ပါစေအပြင်မမေတို့ကအာကိုအားထားရတဲ့တမီလေးမလေးဖြစ်ပြီးတော့မှခုနကတမီကပေါ်တော့မမေကိုဆွေကျိုး surprise လေးပေးခြင်းနဲ့အရာဝတ္ထုပေါ်မှာလည်းအကောင်းမှုသို့ဖန်တီးလို့ဆောင်ပေးနိုင်ပါစေလို့မှဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါဒီနေ့ပစ္စည်းလေးလက်ခံပေးတော့ကိုလည်းကျေးဇူးတင်ပါတယ် ီအမမနဲ့ပါလာတာဆိုတော့လေတော့ဒီနေ့သမီးကဒီလိုကန့်ထူးရဲဆိုတော့လေပျော်ရဲ့လားပြောတယ်အတိုင်းစားမရှိပြောကျွန်တော်တို့ကဒီမော်ရော့ရွာကိုဒါပထမဦးဆုံးရောက်ဘူးတာပေါ့နော်ကိုဘက်တွေဒါရောက်ဘူးတာမဆယ်စိတ်လို့ပါတော့အဲ့ဘက်တွေက surprise တွေပဲလာပို့ဘူးတယ်ဒီဘက်ကအခုမှလည်းရောက်ဘူးတာဆိုတော့လေဒီနေ့ကန်ထူးရဲ့အတွက်လည်းပြောတယ်ဆိုတော့မမအနေနဲ့ကျွန်တော်တို့ပေးကူပေါ့နော်ဒီမျိုးလေးဖန်တီးပေးရတော့ပေါ့ဗာကျေးဇူးကြီးတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့မကလည်းဟို အောင်မြင်မှုတွေလည်းပိုင်ဆိုင်နိုင်ပါစေ။ဒါနဲ့မကလည်းဒီလို surprise တွေအများကြီးလိုက်လုံနိုင်ပါစေလို့ဆုတောင်းပေးပါလေ။ပုံပြပြောတယ်။ surprise တာကသူကပေးခွင့်ရမယ်ဆိုရင်မမတို့သူဆွေးကြိုးပေးခြင်းလေပေါ့နော်။ဘာသမီးတွေကဟိုမဖန်တီးပေးခွင့်မရပေမဲ့ဒီလိုရင်ထဲမှာသူတို့ရဲ့စိတ်ဆန္ဒလေးတွေမှာရှိတယ်လေ။အမေတို့ဆုပြီးတော့မှအဲလုပ်ပေးခြင်းလေ။ဘလို့ရမျိုးလေးဖန်တီးပေးခြင်းဆိုအမီးရဲ့မဖန်တီးပေးပေမဲ့သူ့ရင်ထဲကဖြစ်ခြင်းတဲ့ဆန္ဒလေးကိုကြားရတဲ့အခါကျတော့မမအနေနဲ့ဘလို့ခံစားရလဲ။ ဝမ်းသာပါတယ်ဟုတ်ကဲ့ပါဟုတ်ဒါဆိုတာသမီးတွေဘယ်နှယောက်တော့ကြီးနောက်ရောက်တယ်သမီးတယောက်တည်းသူကကြီးသူကတူမှန်အော်ဟုတ်ကဲ့ပါမမသမီးတို့ဒီနေ့ surprise လာဖို့ရနေရဆက်ပြီးတော့မှမမတို့အလောက်ကင်လေးလေးပို့ပြီးတော့မှအောင်မြင်ပါစေဘဝမှာကံကောင်းခြင်းတွေအများကြီးရရှိပြီးတော့မှစီးပွားလာပါတိတိကျကျဒီလားတိုးတက်ပါစေလို့ညီမတို့ကျွန်တော်တို့ online show နဲ့ surprise ကိစ္စပဲကဆူတောင်းပေးပါရနော်မမကျေးဇူးအများကြီးတင်ပါတယ်ပေးတဲ့ဆုနဲ့ပြည့်ပါစေဟုတ်ကဲ့ပါကြော်ရှင်တရားနေလေးဖြစ်ပါစေရှင့်ကျေးဇူးအများကြီး